ဒါမွေးရစေတတ်တာတွေကိုဆွဲလန်းနေတတ်တယ်။အရက်လောင်းကစားမွေးရစေတတ်တာတွေကိုဆွဲလန်းနေတတ်တယ်နံပါတ်အတွဲ။ဒီနံပါတ်အတွဲကဘာနံပါတ်အတွဲဆိုလို့ရဆိုရင်686 6နံပါတ်အတွဲဖြစ်ပါတယ်။အဲ့ဒီလိုပဲနော်။အာငွေကြေးဟာလည်းရလွယ်ပြီးတော့ငွေကြေးဟာလည်းသုံးလွယ်ပါတယ်ရှိသမျှကိုဟိုသုံးမှာဖြစ်တဲ့အရန်ဖြုံးတဲ့နံပါတ်တွဲလို့ပြောလို့ရပါတယ် အဲ့ဒီလိုပဲအပြောအဆိုမှာလည်းသူများကိုပြောရဲဆိုရဲမှုကြောင့်ပဲလူမုံများစေပါတယ်လူမုံများစေတဲ့အပြောကစိတ်နဲ့ကိုယ်နဲ့တထက်တည်းမကြအောင်ကိုချိုးအတွက်ပဲကြီးတတ်တဲ့နံပါတ်မျိုးဖြစ်ပါတယ်အဲ့တော့အချီးကန်နဲ့ပတ်သက်လို့လည်းသူကချစ်တတ်တယ်နော်သူများနဲ့ခွဲခွာရလို့ရှိရင်သူကပို့ပြီးတော့나ကျင်တတ်တဲ့နံပါတ်မျိုးပေါ့เนาะအဲ့တော့အကျွေးများထူပြောစေပါတယ် ွေးမြကိုဖြစ်ပေါ်စေပါတယ်เนาะရှိသမျှသုံးမယ်ညသမျှသုံးမယ်ငွေချင်းစုဆောင်းနိုင်လို့ဆိုရယ်နံပါတ်2မျိုးဖြစ်ပါတယ်အဲ့တော့ကျမရေးပိုင်းနဲ့ပတ်သက်လို့ရှိရင်ဒီနံပါတ်2ကိုကန်ဆောင်သူသည် one by by နဲ့ပတ်သက်တဲ့ယောဂါကြီးဖြစ်စီတတ်ပါတယ် one by by main clay ဆိုရင်တော့တအိမ်ပိုင်းပေါ့เนาะအဲ့တော့အထူးသတိထားရမယ့်နံပါတ်လေးဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကန်ဆောင်နေတဲ့ဖုန်းနံပါတ်တွေကိုစစ်စေးကြည့်ရှုပါစစ်စေးပါဆရာသမားတွေနဲ့စစ်စေးပါเนาะဒီလိုရှိရင်မိမိ တကြွနဲ့ပညာအလုတ်ကိုင်းလို့နဲ့တက်ဆိုင်တဲ့ lucky phone ကတ်တွေကို30ပါလို့ကြံပြပြစီအဲ့တော့ဆင်မတို့အနေနဲ့လည်းဆင်မအနေနဲ့လည်း lucky phone ကတ်တွေအောင်ချပေးပါတယ်မဆွေတို့နဲ့တင်းနေရော်လေးဟာငွေတက်ကရစ်တွေအလုတ်ကိုင်းတွေတကြွနဲ့ပညာတွေကိုတို့နဲ့စစ်စစ်ရွေးချယ်ပြီးတော့မှရောင်းချပေးလျက်ရှိပါတယ်။ဟုတ်ကဲ့။မာယူလို့ချင်းတော့2644 2639ကိုဆက်သွင်းမြင်းမြန်မာယူနိုင်ပါတယ်။